အားလုံးမင်္ဂလာပါ Steven Technical Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒါကဘာလဲဆိုလို့ရှင်ကျွန်တော်ဒီမှာကျွန်တော် website လေးတစ်ခုပေါ်ပြပေးမယ်ဒီ website လေးက mail ဆိုလို့အင်္ဂလိပ်စာ text exam ဖြေလို့ရတဲ့ website တစ်ခုပါပေါ့နော်ဒီမှာ mail ဆိုလို့ဖြေပြီးသွားလို့ရှင်အဲ့ဒီဟာဒီမှာ mail ဆိုရဲ့နာမည်နဲ့ certificate လေးလည်းသူကထုတ်ပေးပါတယ် ခဲ့တယ်ကောင်းပါတယ်သူမှာနှစ်မျိုးရှိတယ်ဗျဒီ website တွေဝင်ကြည့်ရအောင်ရှင်ကျွန်တော်တို့အာဒီ reading နဲ့ဟာဘာပေါ့နော် sorry ကျွန်တော်တစ်ချက်ပြန်ပြောဟိုကိုပနေချက်လုပ်ပြပါမယ်အဲ့မှာဆိုလို့ရှိရင် तू ကနှစ်မျိုးရှိတယ်ဗျတခုကကြတော့ reading နဲ့ listening တဲ့ပေါ့နော်အဲ့ဒါကတော့ minute 90ဖြေရတယ်ဖြေရဖြေရပြီးတော့အောင်ရတယ်ဆိုလို့ရှိရင်အဲ့အတွက်ကို certificate ရတယ်အဲ့လိုမှပုံမှန်လည်းအင်္ဂလိပ်စာ4 scale လုံးဖြည့်ကြည့်မယ်ဆိုလို့ရှိရင်တော့မိနစ်60အဲ့ဒါဖြေလို့ရတယ်မေးစလို့ဟို ီးလို့ရှိရင်တော့ဒီအတွက်ကိုမေဆေတို့တက်ပေါ့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ certificate တွေရတယ်ပေါ့နော်ဒါဒီ certificate ကတချို့ကျွန်တော်တို့ဘာလို့လို့ရဆိုပြီးကျွန်တော်တို့ဒီ link တွေမှာကျွန်တော်တို့ရဲ့ profile တွေမှာ add လုပ်မယ်ပြီးတော့ဆင်ကျွန်တော်တို့ဒီအင်္ဂလိပ်စာရဲ့ references ခုပေါ့နော်ငါဒီ english test မှာငါ scale ကဘာမှရမှတ်ကဘယ်လောက်ရှိလဲဆိုတော့ပြလို့ရတယ်အားရတကတော်တော်လေးမိုက်တယ်ပြီးရင်တချို့ဟို BPSC ပေါ့နော်ကွန်ပူအာ bachelor computer science နဲ့တချို့ကျောင်းလေးတွေမှာဆိုရင်ဒီ certificate လေးကိုလက်ခံတာရှိတယ်ပေါ့နော်အားကြောင့်ဒါတွေကကောင်းတယ် free ပါ free ပါဘာပတ်စ စာချက်ချက်ပေးတာမျိုးဘာဒေါ်လာမှပေးစရာမလိုဘူး။ online ကနေ test ပြီးလို့ရပြီးတော့ certificate ရမှာဖြစ်ပါတယ်။ဒါလေးကိုဘယ်လိုအသုံးပြုရမလဲဆိုတော့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီ English စာ text ပြီးလို့ရမယ် website နာမည်ကကျွန်တော်ပုံမှန်ပြပေးထားပါတယ်။အဲ efset.org ပေါ့နော်။ဒီ website ပေါ့နော်။ဒီ website ရဲ့ဝင်နာမည်ဆိုလို့ရှိရင်ကျွန်တော်အောက်မှာဆင်းနေတယ်ကျွန်တော်ဒီမှာနှမျိုးရှိပါတယ်။မိနစ်60 full scale လုံးဖြည့်ရတဲ့ test နဲ့နောက်တစ်ခါဒီမိနစ်50ပေါ့နော်။ 50ဒီ reading နဲ့ listening မဲ့ဖြေရတဲ့ဟာလည်းနှစ်ခုရှိပါတယ်ဘောနော်အမမိတ်ဆွေကြိုက်တာဖြေလို့ရပါတယ်နှစ်ခုလုံးတွက်ကတော့ certificate ရမှာဖြစ်ပါတယ်နော်ဒီဆိုသူ certificate ထုတ်ပေးဖို့နော်ဒီ certificate ကကျွန်တော်တို့ဒီအလုံးမှာဖြစ်ဖြစ်ပါမယ်သုံးဝင်တယ်ဘောနော် okay ဟိုမှာကကျွန်တော်ဖြေမဲ့ဟာကိုတက်နေလာလို့ရှိရင်ဒီစင်ကိုရောက်သွားပြီဘောနော်ဒီစင်မှာဆိုရင်ကျွန်တော်တို့ဒီမှာ ် nice ကိုနှိပ်ပြီးအောင်ပေါ့နော်ဒီမှာစာလေးရတော့ဖတ်ကြည့်လိုက်ပေါ့နော် nice နေတော့ရှင်ကျွန်တော်တို့ဒီမှာကိုဒီ certificate ထွက်လာမယ်ကိုရဲ့နာမည်ကိုထည့်ပေးဖို့လိုပါတော့နော် certificate ကဒီရိုက်ပေးထားတဲ့ဒီနာမည်နဲ့ထွက်မှာမလို့ကျွန်တော်တို့တိကျရိုက်ပေးဖို့လိုပါတယ် first name last name ရိုက်ရမယ် email ကိုနှစ်ခါပြန်ရိုက်ပေးရတယ်ပြီးရင်ကျွန်တော်တို့နိုင်ငံရွေးပြီးဖုန်းနံပါတ်ထည့်ပေးရတယ်ပေါ့နော်ဒါဒီအောင်မမားစီတော့ပေါ့နော်ကိုနာမည်အရင်ထည့်ပေးပါနှမဆိုလို့ရှင်ကိုပေါက်ကီရထည့်လိုက်ပေါက်ကီရနာမည်နဲ့ထွက်လာမှာဆိုလို့ဟုတ်ပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော် email ကို ဲ့ပေးရတယ်ပြီးရင် email တကာ confirm ထပ်လုပ်ခဲ့တဲ့ကြောင့်ပေါ့ကျွန်တော်ဒီမှာ email ကိုနှစ်ခါပြန်ရေးပေးမယ်ပေါ့နော်ပြီးတော့ရှိရင်တော့အောက်မှာကတော့ phone number phone number ဆိုရင်ကျွန်တော်တို့မြန်မာဆိုမြန်မာ phone number ထည့်လို့ရပါတယ်အမှန်နိုင်ငံ country ကိုရေးမယ် country code ပေါ့နော်ကျွန်တော်မြန်မာဆိုမြန်မာအောက်စင်ပြီးကျွန်တော် share ကြည့်လိုက်မယ်အဲမြန်မာ plus 95နဲ့ဟာပေါ့ okay တွေ့ပြီမြန်မာ plus 95ပြီးွားရင်ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော် ရိုက်ထည့်လိုက်မယ်ပေါ့နော်ရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် proceed သွားလို့ရှိရင်ဒီ scene ရောဒီ scene ကတော့ကျွန်တော်ရဲ့အတန် clear ဖြစ်တာဖြစ်တာကျွန်တော်ရဲ့ audio device ကိုသူ test လုပ်တာပါ test လုပ်တာကိုအဆင်ပြေဆိုလို့ရှိရင် yes ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဒီ continue ပေါ့နော်ဒီ set ပြီးသွားမယ်အဲ့ဒါနေတာကိုရှိလို့ရှိရင်ကျွန်တော်တို့ exam စပြီးတော့ဖြေလို့ဖြေရပါပြီပေါ့နော်အဲ့ဒါတော့ listening နဲ့ reading skill ပေါ့နော်ကဲအခုဆိုလို့ရှိရင်ပြေစလို့ဒီဟာလေးကိုကိုယ့်ရဲ့အင်္ဂလိပ်စာ level ကိုဘယ်လောက်ရှိရဲဆိုတာကိုဖြည့်ကြည့်ပြီးတော့စမ်းသပ်လို့ရပါတယ်အခါကျရင်ဒီ K ဖြည့်ပြီးတော့ certificate တွေရလို့ဆိုရင်လည်း basically အလုပ်တော်ပဲဖြစ်ဖြစ်အာကိုယ့်ရဲ့ profile နေမှာဖြစ်ဖြစ်ဒီ insta reference တွေတခုကိုရခြင်းအပြင် basically အတွက်အများကြီး သုံးဝင်အကျိုးပြုမယ်လို့ထင်ပါတယ်။အာကျွန်တော်ဒီနေ့တင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုသဘောဆောက်ချက်နေတယ်ဆိုရင်ကျွန်တော် Steven Channel ကို Like and Subscribe Follow လုပ်ပြီးပို့တော့ဆက်ချင်ပါတယ်။ဒီစီလိုသိချင်တဲ့ကြောင်းအရာတွေအားလုံးကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်။ကျွန်တော် link တင်သလိုအဆင်ပြေသလိုပေါ့နော်ဗီဒီယိုလေးတွေကျွန်တော်တင်ဆက်ပေးသွားမှာပါပဲ။အာနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ပါအောင်ပဲ။အားလုံးကိုကျေးဇူးများတင်ပါတယ်။